အားလုံးပဲမင်္ဂလာပါခင်ဗျအခုတလောဒီတရနေ့ရဲ့အတော်တင်းတင်းပါဘောနော်ပြန်လာမြို့သမီးကိုစီတီကိုအမေတီကိုခုယူသွားတဲ့အကြောင်းကိုပြောပြချင်ပါတယ်ဘယ်နေရာမှာလဲဆိုတော့ဂျပန်နိုင်ငံခရိုင်တခုမှာဘောနော်အဲ့ဒီအမျိုးသမီးကစီတီကိုအမေတီကို135လုံးသူ့ရဲ့အိမ်နေလာချင်းအမေတီချမ်းမှာခုယူသွားပါတယ်ဆိုတော့အဲ့ဒီအိုပင်ငယ်တီ135လုံးကရန်တထောင်တန်ဖိုးတာပဲရှိပါတယ် အဲ့ဒါနဲ့ချမ်ပိုင်ရှင်ကသွေးသားလို့ချမ်ပိုင်ရှင်ကရဲခေါ်ပြီးတော့စီစီပြီးအိန္ဒိယမျိုးသမီးကိုဖမ်းဆီးလိုက်ပါတယ်ဆိုတော့ဆိုလိုချင်တာကဒီရန်တထောင်နဲ့တံဖိုးလေးကိုကိုဘွားကြီးကိုမလဲပြစ်လိုက်ပါနဲ့ဟိုသူတို့မှမဟုတ်ဘူးကိုမြန်မာနိုင်ငံသားချင်းချင်းတွေကိုနောက်လာမဲ့သူငယ်ချင်းတွေကိုမတီးဘူးဆိုရင်လည်းဟိုတီးတဲ့သူငယ်ချင်းများလည်းဟိုမျက်ဝေပြစ်ရှင်ပါတယ်ဘာလို့လဲဆိုတော့ ဒီချိန်ဒီကာလမှာဂျပန်နိုင်ငံဆိုတာတီတီဝါလန်တအားပေါ်များတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ကိုကမြင်ပြီးအော်ပေါ်များလိုက်တာဒီကကြွေးကြနေတာပဲသူတို့ကမလို့ချင်တယ်သူတို့ကကောင်းမှမကောက်တာကိုကတွားယူမယ်ဆိုပြီးစိတ်နဲ့တွားပြီးတော့မစိတ်ကူလိုက်ပါနဲ့ဒါတကယ်တမ်းပဲပိုင်ချင်မသိပဲနဲ့ကိုကတွားယူတယ်ဆိုရင်ဒါခိုးမှုပြုမှုတက်ရောက်ပါတယ်။အဲအလုံးပဲကျူဆိုင်ကြပါဒါတွေကဟိုဘယ်လိုကောင်းမလဲနော်ဟိုတကယ်လို့ကိုကစားချင်တယ်ဆိုရင်တော့ဒါ အဲ့ဒီရန်တထောင်တန်ဖိုးရှိတဲ့ဟာလေးကိုကိုမှဟို market မှာတော့ဝယ်လိုက်လို့ချင်းကိုမှကောင်းကောင်းလေးလေးဆက်ဆက်လေးစားရပါတယ်ဆိုဆိုလို့ရှင်တော့ကတော့နော်ဘာပဲဖြစ်ဟိုပိုင်ချင်မတီးပဲပန်းပဲဖြစ်ဘာပဲဖြစ်ကိုကဟိုတွားပြီးတော့မခူးမိပါစေနဲ့မယူမိပါစေနဲ့လို့ပြောရှင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်